Frank Lampard သူ့ရဲ့နာမည်ကိုကြားရင်ဘာကိုအရင်ဆုံးသတိရမိပါ့မလဲ Chelsea ရဲ့ဂန်ဝင်ကစားသမားတူအနေနဲ့လားဒါမှမဟုတ်ဒီပြဘွားမှာသူမောင်မြင်ခဲ့တာကြီးကြောင်းဒီရပါမှာသူအောင်မြင်နိုင်မလားလို့မေးခွန်းထုတ်ခဲ့ကြတယ်။ချယ်ဆီမှာအချက်ရစရာကောင်းတဲ့ရှုံးပွဲတွေအေဗာတန်မှာစိတ်ပြက်စရာရလဒ်တွေကြုံခဲ့တာကြောင့်ဖရန့်လမ်ဘတ်ရဲ့ကစားသမားဘဝဂုဏ်သတင်းဟာဒီပြဘဝအရောက်မှာညှို့မှိန်ခဲ့ရပါတယ်။ လမ်ပတ်ဟာသူ့ရဲ့နီးပြဘွားအစဖြစ်တဲ့ဒါဘီမှာအသင်းကိုချန်ပီယံရှစ်ပလေးအော့ဘောလူဝဲအထိပို့ဆောင်ပေးနိုင်ခဲ့သလိုမေဆင်မောင့်နဲ့တိုမိုရီလို့လိုလူငယ်တွေကိုပါမွေးထုတ်ပေးနိုင်ခဲ့လို့ဒါဘရက်ကောင်းခဲ့ပါတယ်။ဒါကြောင့်လဲအသင်းဟောင်းချယ်ဆီကသူ့ကိုနီးပြဖြစ်ခန့်ခဲ့ပါတယ်။ပယ်ချိန်တုန်းကချယ်ဆီဟာကစားသမားအပြောင်းအရွှေ့လုပ်ခွင့်ပိတ်ခံထားရတာကြောင့်လမ်ပတ်ဟာ ခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ဝဲဥတဲ့ရာသီမှာချန်ပီယံလိဝင်ခွင့်ရအောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယရာသီမှာတော့အစားအသောက်တွေနဲ့မတည်ငြိမ်မှုခံစစ်အားနည်းမှုတွေနဲ့အတူချဲစီနဲ့လမ်းခွဲခဲ့ရပါတယ်။အဲဒီနောက်အေဗာတန်နီပြပွားမှာတော့မောင်မိုက်တဲ့ကာလာတွေကိုဖျက်ဆန်းခဲ့ရပြီး44ပွဲတာဝန်ယူခဲ့တာမှာ12ပွဲပဲနိုင်ရခဲ့ပြီးနိုင်ပွဲရာခိုင်နှုန်း28ရာခိုင်နှုန်းပဲရခဲ့ပါတယ်။ လမ်ဘတ်ဟာ2022-23ဘောလုံးရာသီမှာယာယီနီးပြအဖြစ်ချယ်ဆီကိုနောက်တစ်ကြိမ်တာဝန်ယူခဲ့တာမှလည်းအောင်မြင်မှုမရခဲ့ပါဘူး။ဆက်တပွဲတာဝန်ယူခွင့်ရခဲ့တာမှနိုင်ပွဲတပွဲသာရခဲ့ပြီးနှစ်ပွဲတည်းရှစ်ပွဲရှုံးခဲ့ပါတယ်။ဒိုက်စစ်ကကိုကိုပဲတွင်နိုင်ခဲ့သလိုခန်းစစ်ကလည်း29ခုထိပေးခဲ့ရပြီးအနိုင်ရခိုင်နှုန်း6.1အရခိုင်နှုန်းပဲရခဲ့ပါတယ်။ဒီလိုမှတ်တမ်းစိုးတွေကြောင့်သူဟာ အောင်မြင်တဲ့နည်းပြဖြစ်လာဖို့အဆင်သင့်မဖြစ်သေးဘူးလို့သုံးသပ်ခဲ့ကြပါမယ်။အခုတော့လမ်ပတ်ဟာကိုဗင်ထရီနဲ့အတူဝေဖန်မှုတွေကိုခြေဖြတ်နိုင်ခဲ့ပါပြီ။ကိုဗင်ထရီဟာဒီရာသီမှာနိုင်ပွဲတွေကိုဒရဇက်ရယူရင်းဂိုးတွေသွင်းရင်းစံချိန်တွေချိုးရင်းနဲ့ချန်ပီယံရှစ်မှတ်ပေးစရာကိုပူဆောင်နေပါတယ်။ဒုတိယနေရာကမစ္စတာဘရော့နဲ့သုံးမှတ်သက်သွားတယ်ဆိုပေမဲ့၁၂ပွဲကစားပြီးချိန်မှာ၈ပွဲနိုင်၄ပွဲသေး ဆုံးမွေးမရှိစံချိန်နဲ့အတူ Coventry တို့ရလက်ကောင်းတွေရနေပါတယ်34ကိုတွင်ထားပြီးကိုကိုပဲပြန်ပေးထားရတဲ့အနေထားဟာ Coventry အတွက်တော့ပမိုင်းလျှောက်အကောင်းဆုံးရာသီစားပါပဲကစားထားတဲ့ပွဲရည်အတွက်နဲ့ဝင်ကိုတွေကိုချိုးချကြည့်မယ်ဆိုရင်ဒါဟာချန်ပီယံရှစ်ရဲ့နှစ်ပေါင်းတရာကျော်ကာလအတွင်းအကောင်းဆုံးဆက်ဆောင်ရည်ဖြစ်ပါတယ်ဒါအပြင်လက်ရှိဥရောပထိပ်တန်းလိ၅ခုထဲမှာ oven tree ထက်ဘိုးပိုသွင်းနိုင်တဲ့အသင်းလဲအသင်းမှမရှိသေးပါဘူးနောက်ထပ်စံချိန်တစ်ခုကဥရောပထိပ်တန်းလိ9ခုထဲမှာဘိုးကွာချချက်အကောင်းဆုံးအသင်းဆိုလို့26ဘိုးပေါင်းပြနေတဲ့ Bayern Munich ပဲရှိပါတယ်ဒါဗီနီးပြပွား58ပွဲမှာသွင်းကို60ထိရခဲ့တဲ့တိုက်စစ်ကိုတက်သွင်းနိုင်ခဲ့တဲ့လမ်ပတ်ဟာဝိုဗင်ထရီမှာလေချန်ပီယံရှစ်မှာသာမကဥရောပထိပ်တန်းလိ9ခုထဲမှာပ ကောင်းဆုံးတိုက်စစ်ကိုပြသထားတာပါချန်ပီယံရှစ်ဘိုးသွင်းပြင်ဆင်မှာကိုဗင်ထရီတိုက်စစ်မှုတွေဖြစ်တဲ့ဆန်တီနဲ့ဟာဂျီရိုက်တို့ကဦးဆောင်နေသလိုဗီတာတော့ကလည်းဆင့်လေးမှာရှိနေပါတယ်လမ်ဘာဟာဒါဗီမာရုံးကလိုတိုက်စစ်ကိုအကောင်းဆုံးတက်သွင်းနိုင်ခဲ့သလိုဒါဗီမာရုံးကအားနဲ့ချက်လိုဖြစ်ခဲ့တဲ့ခံစစ်ပိုင်းကိုလည်းကိုဗင်ထရီမှာပြုပြင်နိုင်ခဲ့ပါတယ်တိုင်ပွဲစုံမှာပေးကိုဆက်ကိုပဲပေးထားရတဲ့ကိုဗင်ထရီခံစစ်မှာ ဝူဒမာရက်ရှ်ဖို့ကဒီကကြပါတယ်။သူဟာဒီယာဒီမှာကလင်းရှိ6ပွဲထိရထားသလိုနောက်ဆုံး9ပွဲစတိုက်ပေးကိုမရှိခဲ့တာကြောင့်1934ခုနှစ်ကလေးကတင်ထားတဲ့ Horace Pearson ရဲ့စံချိန်ကိုတော့ထုတ်ပြန်ထားပါတယ်။ရာတော့ခံလူ Van Ewitt ဘိုးနောက်ခံလူ Liam Kitchen တို့ဟာလည်း Coventry ရဲ့ဖန်ဆစ်ကြောင်ဆောင်နေပါပဲ။ဘူးဆိုရင်တော့ Coventry ကလမ်းပတ်ရဲ့ဦးဆောင်မှုနဲ့အတူ25နှစ်ကြာဝေးကွာနေတဲ့ ရီးမီးယားလိဂ်ကိုပြန်လာနိုင်ဖို့အခြေအနေကောင်းတွေရှိနေပါပြီ။နံပါတ်ဟာလည်းချဲစီနဲ့အေဗာတန်တို့မှရခဲ့တဲ့တွေးကြုံစိုးတွေကိုသင်ခန်းစာယူပြီးဝေဖန်မှုတွေကိုခြေဖြတ်နိုင်ခဲ့ပြီလို့ဆိုရမှာပါ။အမြင့်ပြတ်ကိုဗင်ထရီနဲ့အတူအောင်မြင်တဲ့နည်းပြအဖြစ်နံပါတ်ပြန်လာနိုင်ပါလား။မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုကွန်မန့်မှာဆွေးနွေးပေးကြပါဦး။ခုဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဟုတ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်